မင်္ဂလာပါသတာမမီတို့ရေဒီနေ့တီတီမီပြောပြပေးမယ်ပုံမြင်လေးနမည်ကတော့အကြံကောင်းသောကျမတခါတော့ကကျမကြီးနဲ့ချက်ကလေးတွေတောထဲမှာအစာရှာနေကြရတယ်အဲ့ဒီအချိန်မှာကြောင်တကောင်ကချက်ကလေးတွေကိုစားကြတော့ကျမကြီးကိုမေးလိုက်တယ်ဒီညနေတော့မမအိမ်မှာလဲ ဒီညငါတို့တောင်ပေါ်မှာအိတ်မယ်လို့ကျမကြီးကပြန်ပြောလိုက်တယ်။ညမိုးချုပ်တော့တောင်ကသူတို့ကိုတောင်ပေါ်မှာသွားရှာတာပေါ့။အဲ့ဒီအချိန်မှာသူတို့ကတောင်အောက်မှာသွားအိတ်ကြတယ်။နောက်တရက်တောင်ကသူတို့ကိုထပ်မေးပြန်တယ်။ဒီညရောနင်တို့ဘာမှအိတ်မှာလဲ။ကျမကြီးက ငါတို့တောင်အောင်မှာအိတ်နေလို့ပြန်ပြောလိုက်တယ်။မိုးချုပ်တော့ညောင်းညောင်းကြောင်ဟာသူတို့ကိုတောင်အောင်မှာသွားရှာတော့သူတို့ကတောင်ပေါ်မှာသွားအိတ်ပြန်နေ။ကြောင်ကနောက်ဆုံးတစ်ချိန်ထပ်မေးပြန်တယ်။ဒီညရောနင်တို့ဘယ်မှာအိတ်မှာလဲ။ကျမကြီးကတောင်ပေါ်ရောတောင်အောင်ရောသွားအိတ်မယ်လို့ပြောလိုက်တယ်။ညအချိန်ရောက်ပြန်တော့ကြောင်ကသူတို့ကိုတောင်ပေါ်ရောတောင်အောင်ရောအောက်ရှာတာပေါ့။ ဲ့ဒီအချိန်မှာသူတို့ကဘူးတီခေါနန်းမှာသွားအိတ်လိုက်တယ်။ညနေလာတဲ့အချိန်မှာကျက်အငယ်ဆုံးလေးတကောင်ဟာမမီတတအီအီပေါ့ချင်တယ်လို့ပြောတယ်။ကျမကြီးကမပေါင်းနဲ့အပြင်မှာကြောင်ရှိတယ်။သူကြားသွားရင်ငါတို့ကိုအကုန်လုံးဖမ်းဆသွားလိမ့်မယ်လို့ပြန်ပြောလိုက်တယ်။တတအောင်လာလို့မရတော့ဘူး။နည်းနည်းလေးပေါ့လိုက်မယ်နော်။အေးနည်းနည်းလေးပဲပေါ့နော်။ တက်ကလေးကအီးကိုနဲ့ဆိုပြီးပေါက်လိုက်တာဘုံဆိုပြီးဘူဒီခွန်ကွဲသွားတော့ကြောင်ကလန့်ပြီးဖက်ပြေးသွားတာပေါ့ကွယ်အဲ့လိုနဲ့ကျမကြီးနဲ့တက်ကလေးတွေလည်းပျော်ရွှင်စွာနဲ့အစာရှာထွက်သွားကြတော့တယ်။အုံမြင်လေးကတော့ဒါပါပဲကွယ်